အားလုံးပဲမင်္ဂလာပါ Scary Entertainment Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ကြားတရေနဲ့စီးနွားဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်အကြောင်းလည်းမစတဲ့ခင်ပါကျွန်တော်တို့ channel ကို subscribe လုပ်ရတဲ့ရင်လောက်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပေးပါလို့ပြောရခင်ကြပါတယ်ဟုတ်ကဲ့အကြောင်းအလို့စတင်လိုက်အောင်နွားကုန်တဲ့စောတူတူကနွားရောင်းဝယ်တဲ့အလုပ်ကိုလောက်ကင်တဲ့လူငယ်တယောက်ပါသူကနွားတွေကိုပြည်နယ်ကိုဖြတ်ပြီးတော့ရောင်းဖို့အတွက် ော်တွေတောင်တွေဂျိုင်ဝမ်းတွေကိုဖြတ်ပြီးတော့ခရီးထွက်ခဲ့ရပါတယ်။နွားတွေကိုရောင်းမဲ့နေရာကိုရောက်ဖို့အတွက်ရက်ပေါင်းများစွာကြာပါတယ်။တောနဲ့ကြီးထဲမှာခရီးဆက်နေတော့မှသူကညအိတ်တဲခုဖို့အတွက်ခဏခဏရန်လာခဲ့ရပါတယ်။ဒါပေမဲ့စိတ်ပျက်စရာကောင်းတာတစ်ခုကသူအိတ်ပျော်သွားတိုင်းမှာနွားတွေကတကောင်နှစ်ကောင်တောက်လျှောက်ပျောက်ဆုံးနေတာပါ။နွားကုံတွေဆောရူတို့ကနွားတွေကိုအမြန်ရောင်းရဖို့အတွက်အရှိန်ပြင်ခဲ့ပါတယ်။မဟုတ်ရင်နွားတစ်ကောင်မှကြံတော့မှမဟုတ်ပါဘူး။အဲ့လိုနဲ့ပဲသူဟာသွားနေရင်လည်းလမ်းမှာ တရားကျင့်နေတဲ့ယဟန်တစ်ပါးကို တွေ့ခဲ့ပါတယ်။အဲ့ဒီယဟန်ကတောလယ်မှာ တရားကျင့်နေပြီးတော့သူ့နာမည်ကတော့ဆရာတော်တက်ဆွေဖြစ်ပါတယ်။ဆရာတော်ရှိခိုးပါတယ်။ကာရုပါဒဂါကြီးဘယ်ကိုခီးသွားနေရလဲ။တပည့်တော်ကနွားတွေကိုတခြားပြည်နယ်မှာရောင်းဖို့သွားနေတာပါ။ဒါဆိုရင်နွားတွေကဘာလို့နဲနေရလဲဒဂါကြီး။တပည့်တော်ညာအိတ်ရန်တာတဲ့နေရာမှာနွားတွေကနေတိုင်းလူလူပျောက်သွားပါတယ်ဖေ။တခိုးသမားတွေလာခိုးသွားတာလားမသိပါဘူး။ဘာလို့လဲဆိုတော့ တပည့်တော်အိပ်ပျော်လုံးတော့နိုးလာတဲ့အချိန်လေးမှာနွားတွေကိုမတွေ့ရတော့လို့ပါတကာကြီးတတိထားဖို့လိုတယ်ဒီတောထဲမှာဓမြတွေတင်မကောက်ဘူးတော်ရင်တလေးဆန်နေဒါမှမဟုတ်တရေသစီတွေကလည်းနွားတွေကိုခိုးသွားနိုင်တယ်ဒါကြောင့်တပည့်တော်နွားကိုအမြင်ရောက်ဖို့လိုအပ်တာဖေဟာမဟုတ်ရင်ပတ်စံတပြားမှမရတော့ဘူးအလကားပြင်မရမှာပါတကာကြီးကိုကြည့်ရတာအယမ်းပြင်မနေပုံပဲအေးကြီးလဲဝါမယ်မထင်ပါဘူးတပည့်တော်နွားတွေကိုပျောက်သွားမှကြောက်လို့ပါဒါကြောင့်တညာလုံးအိပ်မပျော်ပဲနွားတွေကိုစောင့်နေကြတာပါ ဒါဆိုရင်တော့ဒီညဒီမှာပဲအိမ်နားလိုက်ပါနက်ဖြန်ကြပါပဲခီးဆက်ပေါ့အဲ့ဒါမှအားရှိမှာညသကောင်မှာတော့နွားကုံတဲကခဏအိပ်ပျော်သွားပြီးတော့နွားခလောက်တန်ကိုကြားလိုက်ရပါတယ်အဲ့ဒီတန်ကနွားကိုတယောက်ယောက်ဆွဲသွားတယ်ဆိုတဲ့သတိပေးချက်လိုပါပဲသူလန်တို့ပြီးတော့နွားအုပ်ကိုကြည့်လိုက်တဲ့ခါမှာတော့နွားတကောင်ကိုအလျင်မြန်ခေါ်ဆောင်သွားတာကိုတွေ့လိုက်ပါပဲသူကတခိုးသမီးနေနွားကိုခိုးသွားမှကြောက်လို့မောင်မဲနေတဲ့ဂျားတွေကနေနောက်ကနေတိတ်တိတ်လေးလိုက်သွားခဲ့ပါတယ် အခွင့်အခါရတာနဲ့မီးရောင်ထိုးလိုက်တဲ့ခါမှာတော့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူကအံ့အားတင်သွားပါတယ်။နွားတွေကိုခေါဆောင်သွားတဲ့သူကဆရာတော်ဖြစ်နေလို့ပါ။ဆရာတော်ရဲ့မျက်နှာကလုံးဝပြောင်းလဲသွားပြီးတော့ကြားမျက်နှာဖြစ်သွားပါတယ်။အဆွေတွေကလည်းရှည်ထွက်လာပြီးတော့မျက်လုံးတွေကလည်းညည်နေပါတယ်။သူ့ခန္ဓာကိုယ်ကမှလည်းတလိမ့်ဆန်အမွေတွေအပြည့်ပါပဲ။နွားကုံတွေကသူကတေးကြပေါ့ကြားတရေဖြစ်မှန်တီးသွားပါပြီ။ဆရာတော်ကကြားတရေဖြစ်နေရလား။ အေးတိသွားရင်လည်းကောင်းပါလေဒီနွားကိုငါအစားအစာဖြစ်ယူသွားမယ်ငါနွားကိုမစားပါနဲ့အခုနွားတွေအကုန်လုံးဒီပါတိတော့မှာငါမှဘာမှမကြံတော့ဘူးမင်းရဲ့အသက်ကြံသေးရဲ့လေမင်းရဲ့အသက်နဲ့နွားကိုလဲချင်သေးရလားဆရာတော်မှာဘသူပစ္စည်းကိုမှယူပိုင်ခွင့်မရှိဘူးလေငါမှဘာလို့ခွင့်ရမရှိရမှာလဲဒီတော့ကငါရဲ့နေမည်ဒီတော့မှရှိသည်များတက်ရှိအားလုံးကငါပိုင်တယ်မင်းရဲ့အသက်လည်းအပါဝင်ပေါ့ဒါဆိုရင်နွားတွေညာတိုင်းပြောက်ဆုံးသွားတာဆရာတော်ရဲ့လက်ချက်ပေါ့မင်းမှန်မှန်ကန်ကန်နားလေသွားပြီပဲ။ နွားကုံတဲကကြားတရဲကိုဘလောက်ပဲကြောက်နေပါစေသူနောက်မဆုတ်ပါဘူးဘာလို့လဲဆိုတော့သူ့မှာဆုံးရှုံးဖို့ဘာမှမကြံတော့လို့ပါမတိုက်ခိုက်ရင်လေနောက်ထပ်သားကောင်ကသူဖြစ်လာမှသိကြတယ်လေနွားကုံတဲစောတူတို့ကလက်အုပ်ချီပြီးတော့မန္တန်အမျိုးမျိုးရုပ်ဖတ်ပေးမယ်ကြားတရဲကြီးကိုဘာမှမလုပ်နိုင်ပါဘူးဒီတခါတော့နွားတကောင်ထပ်ပြီးဆုံးရှုံးရတော့မယ်ထင်တယ်ကြားတရဲကနွားရဲ့ဝိညာဉ်ကိုဆုပ်ယူတော့မယ်ချိန်ပါပဲနွားရဲ့ကိုယ်ပေါ်ကမန္တန်စလုံးကြီးအပြည့်ပေါ်လာပါတယ်နွားရဲ့မျက်လုံးတွေကနီးရဲသွားပြီးတော့ ကြားတရဲကိုတိုက်ခိုက်လိုက်ပါတော့တယ်။ကြားတရဲကပြင်းထန်တဲ့နာကျင်မှုကိုခံစားရပြီးတော့တောထဲကိုဖြည်းဖြည်းချင်းထွက်ပြေးသွားပါတော့တယ်။စေနွားကသူ့ရဲ့တာဝန်ကိုပြီးရနေကြားတရဲရဲ့ခန္ဓာကိုယ်တွေကနေချက်ချင်းထွက်လာပါတယ်။ဒါဒါစေနွားပဲဒါဘယ်လိုလုပ်ရောက်လာလဲ။စေနွားကနှစ်လက်မလောက်ထိတင်းငယ်သွားပြီးပျောက်ကျသွားပါတယ်။တစ်ချိန်တည်းမှာပဲနွားကုံတွေရဲ့လွယ်အိတ်ထဲမှာနွားခလောက်တန်မြည်လာပါတယ်။လွယ်အိတ်ကအတွင်းထဲမှာတခုခုရှိနေတယ်လို့တုံခါနေပါတယ်။ သူဖွင့်ကြည့်လိုက်တော့တင်းငယ်တဲ့ဈေးနွားရုပ်ကလေးကိုတွေ့လိုက်ပါတော့တယ်။နွားကုန်တွေကသူ့လွယ်အိတ်ထဲကဈေးနွားရုပ်ဘယ်လိုလုပ်ရောက်လာတာလဲဆိုတာကိုအံ့အားတင်သွားပါတယ်။ဒါပေမဲ့ဒါကကြားသရေနဲ့တိုက်ခိုက်ခဲ့တဲ့ဈေးနွားအစ်စ်ဆိုတာကိုသူတေရာသိပါတယ်။သူကဈေးနွားကိုကောက်ယူလိုက်ပြီးကြည့်လိုက်တော့သူ့ဘဲမှာတွေ့ဘူးလဲဆိုတာကိုသတိရသွားပါတယ်။ဒီဈေးနွားကသူ့အဖေရဲ့ဈေးနွားဖြစ်ပြီးတော့သူ့အဖေနွားရောက်မှုသွားတော့ကတောထဲမှာတည်ဆုံးသွားခဲ့တာပါ။သူ့အဖေရဲ့ဈေးနွားကလည်းပျောက်ဆုံးသွားပါတယ်။ သူကသူ့ကိုကူညီဖို့စေးနွားကိုပို့ပေးတာသူ့အဖေရဲ့ဝိညာဉ်ဖြစ်မယ်လို့ထင်နေပါတယ်။အဖေကျေးဇူးတင်ပါတယ်။အဖေမရှိရင်ကျွန်တော်ကြားတရရဲ့တားကောင်ဖြစ်သွားမှာသိကြပါတယ်။အေးအခုမင်းနားလဲပြီလား။ငါလို့အောင်လန်းပညာတတ်တဲ့နွားကုံတွေတယောက်ဖြစ်ဖို့ဆိုတာမလွယ်ဘူးဆိုတာကိုသိပြီလား။နွားကုံတွေစောတို့တို့ကတောလေမှာထူဆန်းတဲ့အတန်ကိုကြားလိုက်ရလို့အံ့အားတင်သွားပါတယ်။သူ့နောက်ကိုလှည့်ကြည့်လိုက်တော့ကြားတရကအသက်ရှင်နေသေးတာကိုတွေ့လိုက်ရလို့အံ့အားတင်သွားပါတယ်။ ဆရာတော်ဘာမှမထိခဲ့ဘူးလားဆရာတော်ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းပြောင်းလဲသွားပြီးတော့သူ့ရဲ့လွန်ခဲ့တဲ့အချိန်ကကွယ်လွန်သွားခဲ့တဲ့အဖေရဲ့ခန္ဓာကိုယ်ဖြစ်သွားပါတော့တယ်နွားကုံတဲ့စောတူတို့ကသူ့အဖေရဲ့ဝိညာဉ်မသွားသေးတဲ့အပြင်သူ့ကိုစမ်းတက်ဖို့ကြားတရရဲ့အဖြစ်ပြောင်းလဲလာတာကိုအံ့အားတင်သွားပါတယ်မိငငယ်တို့ကငါနွားတွေကိုရောင်းဖို့ဒီတော့ကိုဖြတ်ပြီးခေါ်လာတယ်ဒါပေမဲ့ကံမကောင်းစွာပဲငါမွေးမြူခဲ့တဲ့နွားတွေရဲ့ပြန်တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ် ငါသူတို့ကိုရတတ်ဖို့ပေါ်ပညာကိုသုံးဖို့စူးစမ်းပေးမယ်နောက်ကျသွားတယ်လေဒါကြောင့်ငါတယောက်တည်းအထီးကျန်စွာသိခဲ့ရတာငါမွေးထားတဲ့နွားတွေကောင်ကဝိညာဉ်လောကမှာငါရဲ့တငယ်ချင်းအဖြစ်ရှိနေပါသေးတယ်ပြီးတော့အဖေအဖေကဘာလို့ကြားသိရအောင်ဖန်ဆင်းရတာလဲမင်းဖြစ်ချင်တဲ့အောက်လန်းစရာနွားကုံတွေဖြစ်ရတာမလွယ်ဘူးဆိုတာကိုသိစေချင်လို့ပါမင်းကအောက်လန်းပညာကိုပို့ပြီးလေ့လာဖို့လိုတယ်မန္တန်တွေကိုရွတ်ဆိုတဲ့အခါမှာစိတ်တည်ငြိမ်ရမယ် အာယုံစူးစိုက်မှုရှိရမယ်စွမ်းအားရှိရမယ်မဟုတ်ရင်အလုံးမဖြစ်ဘူးမစ်ပို့ပြီးတတိထားလိမ့်မယ်အဆောင်လက်ဖွဲ့တွေကိုလည်းစောင့်ထားတဲ့နေပြီးတော့အရေးကြီးဆုံးကတောထဲကိုသွားရင်ဘယ်သူ့ကိုမှမယုံနဲ့ဖုန်းကြီးကိုတောင်မယုံနဲ့စောရူတို့ကသူ့အဖေရဲ့ဆုံးမစကားကိုနားထောင်ပြီးရဲ့နောက်မှာတော့ဥချလိုက်ပါတယ်အဖေကပြန်ဝင်စားခြင်းမရသေးတဲ့ဝိညာဉ်ဖြစ်နေပြီမယ်ကားဖြစ်သူကပတ်ဝန်းကျင်မှာအန်ဒီရများတဲ့နွားကုန်တယ်အလုပ်ကိုလှုပ်ချင်နေတာကိုစိတ်ပူနေတော့မှာပဲအထူးသဖြင့်တဆေတရေတွေ ရက်ဆက်တဲ့တလိဆန်နေနဲ့ပတ်သက်လို့ပေါ့တော်ထဲမှာနေတိုင်းပျောက်သွားတဲ့နွားတွေကိုစမ်းသပ်ဖို့ငါရဲ့မော်ပြန်ကြတဲ့ဖုံးကွယ်ထားတာခဏကြာရင်သူတို့ကိုလှုပ်ပေးလိုက်မယ်မင်းစိတ်ပြောင်းသွားရင်အချိန်မီသေးတယ်နော်မင်းအန်ဒီရဲ့နဲ့ရင်ဆိုင်ရမှာကိုမလိုလားဘူးဒီနွားအုပ်ကိုအိမ်ပြန်ခေါ်သွားပြီးတော့လေထုံနယ်လို့ကိုပဲဆက်လို့ပါတက်ရှိတလိဆန်တွေကိုနောက်ထပ်မရောက်ပါနဲ့မဟုတ်ရင်မင်းလဲငါ့လိုတေသွားနိုင်တယ်ဒီဘဝမှာငါဖြစ်နေတယ်လို့ဖြစ်ပြီးတော့ကောင်းမွန်တဲ့နေရာကိုမသွားနိုင်ဘူးဖြစ်သွားလိမ့်မယ်ဘာလို့လဲဆိုတော့ နွားဝယ်တဲ့သူတွေကမွေးမြူဖို့ဒါမှမဟုတ်လဲထုံဖို့ဝယ်တာမဟုတ်ဘူးကွာတချို့ကအစားအစာဖြစ်စားသုံးဖို့ဝယ်တာဒါဘယ်တော့မှမပြီးနိုင်တော့ဘူးနွားကုံတယ်ရဲ့အဖေရဲ့ဝိညာဉ်ကနွားကုံတယ်စောတူကိုဆုံးမပြီးတဲ့နောက်မှာတော့သူကနွားတွေကိုအိမ်မှာပဲမွေးဖို့ဆုံးဖြတ်လိုက်ပါတော့တယ်သူ့အဖေရဲ့ဝိညာဉ်ကနောက်ထပ်စိုးရင်ပူပန်မှုတွေမရှိစေချင်လို့ပါပရိသတ်ကြီးရော စေးနွားတကယ်ရှိတယ်ဆိုတာယုံကြည်ပါသလားအောက်မှာကောမန်လေးတွေမှန်သွားခဲ့ပြီပါဦး ဟုတ်ကဲ့ကျွန်တော်တို့ရဲ့စီရင်နေစက်နေမှုကိုဒီမှာပဲရအောင်ပြပါခင်ဗျာကျွန်တော်တို့စီရင်နေစက်တာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြပါလို့မြစ်တဲ့ရခိုင်ကျမတယ်အားလုံးကိုကျေးဇူးတင်ပါတယ်